မင်္ဂလာပါအခဲစပွန်ရဲ့ပရီးမီးယားလိဘောဇင်29အတွက်ဘောဇင်30ချက်အစီအစဉ်နဲ့ပြန်လည်ပြောကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့အခဲရဲ့ host ကောင်းခန့်နိုင်ဖြစ်ပါတယ်မင်္ဂလာပါကျွန်တော်တော့မြန်မာလင်ဂျင်ကစားမဟောင်းတန်တော်ဖြစ်ပါတယ်အခုဒီတစ်ခေါက်ကျွန်တော်တို့ပရီးမီးယားလိဘောဇင်29မှာတော့နောက်ထပ်စိတ်ဝင်စားဖို့ကောင်းမဲ့ပွဲစဉ်တစ်ပွဲတော့ကျွန်တော်ရွေးချယ်ပေးထားတယ်ဘယ်ပွဲစဉ်လေးများဖြစ်မလဲဆိုတော့လည်းပြပြပေးပါအောင်ဗျာ ဟုတ်ကဲ့ပါကိုကြီးဒီပွဲစဉ်တော့အခုလာမယ့် Super Sunday ရဲ့နောက်ဆုံးပွဲစဉ်ဖြစ်ရင်တနင်္ဂနွေနေ့ညတနင်္ဂနွေမှာရှင်မြန်ကစားမယ် Leicester City အသင်းနဲ့ Manchester United အသင်းတို့ပွဲစဉ်မျိုးဖြစ်ပါတယ်ခင်ဗျာလက်ရှိ Manchester United အသင်းကတော့ Premier League table ရဲ့အဆင့်14နေရာမှာယက်တီနေရာဖြစ်ပြီးတော့ Leicester City အသင်းကတော့အဆင့်16နေရာမှာယက်တီနေရာအသင်းဖြစ်တယ်ဆိုတော့ဒီနှစ်အသင်းရဲ့ထိတိုက်တွဲဆော်မှုကပုံမှန်ဆိုရင်တော့ဒါအရင်ကကျွန်တော်စိတ်ဝင်စားဖို့မရှိဘူးဆိုပေမဲ့ဒါ Leicester City အသင်းဘက်ကကြည့်မယ်ဆိုတော့ဒါတန်ဆင်းဆောင်ဂျုံအားတွေကိုကျွန်တော်မြင်တွေ့တော်ရနိုင်ကြည့်ရှိတယ် Manchester United ဘက်ကတော့ဒါရာစီကုန်မာဒါအဆင့်10ရဲ့အထက်လောက်မှာဇက်သိမ်းကျင်နေဆိုရင်တော့သူတို့အနေနဲ့ အကောင်းဆုံးစူးစားအောင်မဲ့အချိန်တစ်ခုတော့ဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ဒါအရင်ဒါအဆင့်30ရဲ့အထက်ပဲဖြစ်ဖြစ်ဒါအဆင့်19ပဲဖြစ်ဖြစ်ရာသီတိန်းတာအတူတူပဲဆိုတဲ့အနေအထားတစ်ခုမှာ Manchester United အသင်းတော်ကတော့ဒီရာသီပြောမယ်ဆိုလို့ရှိရင် Premier League မှာအမှတ်တွေတိတ်ပြီးတော့မလိုအပ်တော့ဘူးဆိုတဲ့အနေအထားတစ်ခုတော့ကျွန်တော်တို့မြင်တွေ့ရတယ်ဗျဆိုတော့ဒါကိုချင်းချင်းအဖြစ် Leicester City အသင်းကပဲဒီအခွင့်အရေးကိုအကောင်းဆုံးအသုံးချသွားနိုင်မလားဘာမှမဟုတ်ရင် Manchester United အသင်းကရောနောက်ထပ်ဒါကျွန်တော်တို့ပွဲကောင်းတစ်ပွဲကိုကျွန်တော်ကြည့်ရမယ်ပွဲစဉ်အကောင်းဆုံးပွဲထုတ်လာတဲ့ပွဲစဉ်တစ်ပွဲကိုများမြင်တွေ့ရနိုင်မလားဆိုတာကိုဒါကျွန်တော်တို့ set လုပ်ပြီးတော့စောင့်ကြည့်ရမယ်ပွဲစဉ်တစ်ပွဲဖြစ်တာနဲ့အညီဒီနေ့ င်းရဲ့ရှေ့ကပွဲစဉ်တွေရဲ့ရလဒ်တွေနဲ့တူပဲစလိုက်ကြအောင်ပါမင်္ဂလာပါအခရာစပေါ့ရဲ့ချစ်ပရိသတ်များခင်ဗျဒီနေ့စီစဉ်ကို wise မှပံ့ပိုးပေးတာမို့အာကစားကိုစိတ်ဝင်စားသူတွေအတွက်အထူးသတင်းကောင်းပါလာပါတယ်အာကစားပွဲစဉ်တွေကိုပုံမှန်စစ်လုံရှာစွာခန်းစားနိုင်ဖို့အတွက် 18th application နဲ့မှာ promo code အခရာနဲ့အခရာစပေါ့ကိုအသုံးပြုပြီး အကောက်အစ်ဖွင့်လိုက်တာနဲ့ပဲပထမငွေဖြည့်မှုမှာအများဆုံးဒေါ်လာ130နဲ့ညီမာတဲ့မြန်မာကျပ်ငွေအထိစုကြည့်ဖြင့်ပြန်လည်ရယူနိုင်မယ်ဆိုတော့တကယ့်ကိုအခွင့်အရေးကောင်းပါပဲငွေသွင်းငွေထုတ်လည်းအလွယ်တကူလင့်မြန်စွာပြုလုပ်နိုင်ပြီးတက်ဆိုင်ရအေးချင်များမှတစင်ဖြစ်စေ WISE ရဲ့ payment system ကိုအသုံးပြုရဖြစ်စေတင်းစိတ်ကြအစီအမံဆုံးနှီးနှံနဲ့လုံခြုံစိတ်ချစွာလုပ်နိုင်ပါတယ် promo code ကို video ရဲ့ comment box မှာထည့်ပေးတော့မယ်ဆိုတော့ဝင်ရောက်ကြည့်ရှုပြီးအခွင့်အရေးကောင်းလက်လုံးမခံပဲအခုပဲစောက်ကစားနိုင်ကြပါခင်ဗျာ အားလုံးပဲကံကောင်းပါစေအောင်မြင်မှုတွေနဲ့ပြည့်စုံပါစေခင်ဗျာဟုတ်ကဲ့ပါကိုယ်လက်ရှိဒီနေ့တင်းရဲ့နောက်ဆုံးပွဲစဉ်တွေအရာတော့ Leicester City တင်းကတော်တော်လေးကိုနောက်ဆုံးပွဲစဉ်တွေမှာတော်တော်လေးရုန်းကန်နေတာကျွန်တော်တွေ့ရတယ်အဲဒီဖက်က United ကတော့အချိန်ဒီပိုင်းကတော့ကျွန်တော်တိတ်မဆိုးဆိုတဲ့အနေထားလေးပေါ့နော်အရင်မကောင်းခဲ့ဘူးဆိုရင်တော့ Leicester နောက်ဆုံး၅ပွဲမှာ၅ပွဲစတိုက်ရှုံးထားတယ်ဗျအိမ်ကွင်းတွေဝေးကွင်းတွေတော့ရှောက်ရှုံးထားတယ်အဲ့ဒါပြေမှာနောက်ဆုံး၄ပွဲစတိုက်အတွင်းကိုမသွင်းနိုင် တိုက်စစ်ပိုင်းကလည်းကျွန်တော်ဒီသွင်းကိုတွေရရှိဖို့တော့ခက်ခဲနေတယ်လို့ခန်စစ်ပိုင်းကလည်းကျွန်တော်တို့ပေးကိုတွေတောက်လျှောက်ပေးနေရပြီးငါးပွဲလုံးကျွန်တော်တို့ရှုံးထားရဆိုရင်နောက်ဆုံးပွဲစဉ်တွေအနေထားတော့လက်စတာတော်တော်လေးကိုတန်းဆင်းရမှုတော့အနေနဲ့များနေပြီဖီအားတွေများနေတဲ့အနေထားပြတစ်ဖက်ကယူနိုက်တက်ကတော့နောက်ပိုင်းပွဲစဉ်တွေမှာရှုံးပွဲတွေမရှိကြဘူးဆိုရင်လည်းတေးပွဲလေးတွေများနေတယ်နောက်ဆုံး၅ပွဲမှာတို့ဒီနှစ်ပွဲနိုင်နဲ့သုံးပွဲတည်ကြခဲ့တေးကြခဲ့သုံးပွဲမှာတော့ဖူဟောင်းအိမ်ကွင်းမှာတေးကြခဲ့တဲ့ FA ကပွဲစဉ်မှာတော့ပန်တီနဲ့ပြန်ပြီးတော့ကျွန်တော်တို့ရှုံးခဲ့လို့ FA ကကနေထွက်ခွာခဲ့ရတော့ကျွန်တော်တွေးခဲ့ရတယ်အဲတော့မိနစ်90အတွင်းရက်လက်တွေကတော့နောက်ဆုံးကျွန်တော်တို့ပြောရမယ်ဆိုတော့ယူနိုက်တက်က၅ပွဲမှာ ာရှုံးဝင်းမရှိဘူး Real Sociedad နဲ့အနီးကပ်ဆုံးပွဲစဉ်မှာလည်းကျွန်တော်တို့လေကိုတကုန်းနဲ့နိုင်ခဲ့ပြီးတော့ Europa League ရဲ့ Quarter Final ဆင်းကိုတက်သွားရဆိုတဲ့အနေထားလေးတော့ရှိတယ်ပေါ့နော်အဲ့တော့ Digital Twist ဆိုမှာဒါက Leicester နဲ့ United တဲ့ကို၄ချိန်မြောက်တွေ့ဆုံမှုပြအဲ့ဒီမှာဘယ်လိုမျိုးပြန်ပြီးတော့ရလဒ်တွေထွက်လာမလဲအဲ့တော့တန်းစစ်ဆုံးရုံအားနဲ့အင်ကွင်းမှာအပြေးအဝကျွန်တော်ပြောရမယ်ဆိုရင်တော့ PR ပေးပြီးကစားမဲ့ Leicester ကပဲနောက်ဆုံး၅ဝက်စတိုက်ရှုံးဝဲတွေကြုံတွေ့နေတာကိုပြန်ပြီးတော့ကျွန်တော်တို့ Turn Round လုပ်နိုင်တဲ့ပွဲစဉ်တွေမှာဖြစ်လာမလားဒါမှမဟုတ် United ကပဲ Real Sociedad နဲ့ Europa League မှာရလဒ်ကောင်းခဲ့တဲ့ခြေစွမ်းကိုထပ်ပြီးတော့နောက်ထပ်တယ်ဆောင်သွားနိုင်တဲ့နိုင်ဝဲတွေကိုပေါ်ဆောင်နိုင်မဲ့ပွဲစဉ်တွေမှာဖြစ် time လာအဲ့ဒါလေးပြန်ပြီးစောင့်ကြည့်ရဖို့ရှိပါလိမ့်မယ်ဗျဟုတ်ကဲ့ကိုကြီးဆိုတော့နောက်ဆုံး၅ပွဲရလက်ကိုပဲကြည့်မယ်ဆိုတော့ Leicester City အသင်း၅ပွဲစလုံးရှုံးနေထားတယ်ဆိုတော့တစ်ဖက်က Manchester United အသင်းကတော့ဒါ၅ပွဲဆက်တိုက်ဆိုတာရှုံးပွဲမရှိဘူးဆိုတဲ့အနေအထားတစ်ခုတော့မြင်တွေ့ရတယ်ဒါပေမဲ့၃ပွဲအထိကဒါ1-1ဆိုတဲ့ရလက်တွေနဲ့တည်ရကြထားတာဗျဒီထဲမှာမှ9နဲ့ပွဲစဉ်တွေအနေနဲ့ဒါကျွန်တော်တို့ Switch Down အသင်းကိုဒါ3-2နဲ့9နဲ့တကူအသာနဲ့ပဲနိုင်တယ်ဒါပေမဲ့နောက်ဆုံးပွဲစဉ်မှာတော့ Real Sociedad အသင်းကိုဒါ4-1ဆိုတဲ့ရလက်တစ်ခုနဲ့တော့ဒါကျွန်တော်အကောင်းဆုံးအနိုင်ရရှိခဲ့တာကိုတွေ့ရတယ်ဆိုတော့ဒီနေ့ပွဲစဉ်အရာတော့ဒါ Manchester United အသင်းရိုးပါလိမှာနောက်ထပ်တစ်ဆင့်ကို ောင်းဆုံးတက်လန်းသွားနိုင်ခဲ့တယ်။တစ်ဖက်ကလက်ဆာစီးတီးအသင်းကတော့သူတို့အနေနဲ့ပြောမယ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့ပြည်တွင်းရှုံ့ထွက်ဖလားပွဲစဉ်တွေကလည်းဘာမှအသိပြောအာယုံဆိုင်စရာမရှိတော့ဘူး။ဒါပရီမီယာလိမောင်ပဲသူတို့အနေနဲ့တင်ကြံရစ်ခဲ့ဖို့အတွက်ကိုတော့အကောင်းဆုံးစ조사ရအောင်မယ်အနေထားတစ်ခုပြ။ဒါပေမဲ့ကျွန်တော်ရလက်ပိုင်းအရာကြည့်မယ်ဆိုရင်တော့ဒါ Wolverhampton အသင်းကအဆင့်၁၆နေနေရာမှာရပ်တည်နေပြီ။ရမက်23မဲ့ရရှိထားတယ်။ Leicester City အသင်းကအဆင့်၁၆နေနေရာမှာရပ်တည်နေပြီ။ရမက်18မဲ့ရရှိထားတယ်ဗျ။အကယ်၍သူတို့အနေနဲ့ဟို10 တင်ပြီးတော့ကြံရည်ဖို့အတွက်ဆိုတော့နောက်ထပ်ပွဲစဉ်တွေအကုန်လုံးမှာရမှတ်တွေရနိုင်သမျှစုဆောင်းထားဖို့လိုအပ်တယ်ဆိုတော့ပြောရမယ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့ပရီးမီးယားလိမှာတန်းကြံရည်ဖို့အတွက်ဆိုရင်တော့အခုချိန်မှာတော့မပဲရမှတ်၃မှတ်လိုအပ်နေတာဖြစ်ပြီးတော့အကယ်၍ထားအဆင့်16 16ဒီကအသင်းတွေရဲ့ရမှတ်တွေကျွန်တော်တို့ရောလာတော့ဘူးလေသူတို့ဆောင်ဆိုင်ရအောင်မယ်ဆိုတဲ့အနေထားတစ်ခုမှာ Leicester City အတွက်ကတော့သူတို့အနေနဲ့အရင်ကျတော့အခွင့်အရေးဒါနေပါသွားပြီဆိုတဲ့အနေထားတစ်ခုတော့ကျွန်တော်မြင်တွေ့ရတယ်တစ်ဖက်က Manchester United အသင်းအတွက်ကလည်းဒါအဆင့်14နေမှာရက်တင်နေပြီးတော့34မှတ်ပြတန်းစင်းစုံတွေကဘာမှအန်ရီလည်းမရှိတော့သူတို့အနေနဲ့ထိပ်ပိုင်းကိုဆက်တက်မ မလားဒါမှမဟုတ်ရင်ကျွန်တော်ဒီနေရာမှာပဲကျွန်တော်ယာတီသိမ်းမလားဆိုတော့ပဲစဉ်းစားမယ်ဆိုတော့အနေထားတစ်ခုပြဆိုတော့ပရီးမီးယားလိမှာတော့ကျွန်တော်မန်ချက်စတာယူနိုက်တက်အသင်းတော်ကတော့ဘာမှတိတ်ပြီးမျှော်လင့်စရာမရှိတော့ဘူးလက်စတာစီးတီအသင်းအတွက်ကတော့ကျွန်တော်တို့ဒါမျှော်လင့်စရာရှိသေးတယ်ဆိုတော့အနေထားတစ်ခုမှာတို့အကောင်းဆုံးအတုံးချနိုင်ပါမလားဒါပေမဲ့လက်စတာစီးတီဘက်ကကြည့်မယ်ဆိုတော့နောက်ဆုံး6ပွဲဆက်တိုက်တို့ရှုံးနေထားတာဖြစ်တယ်လို့ဆိုတော့တစ်ဖက်က မန်ချက်စတာယူနိုက်တက်ဘက်ကကြည့်မယ်ဆိုရင်တော့တို့အနေနဲ့တော်နန်ဟော့စပါအသင်းကိုနောက်ဆုံးရှုံးနေခဲ့တဲ့ပွဲစဉ်ပြီးခဲ့တဲ့ကဒါတရေရလက်တွေနောက်ကျွန်တော်တို့ဒါအနိုင်ရလက်တွေထွက်ပေါ်ခဲ့တာဆိုတော့ဒီအနေအထားတစ်ခုကမန်ချက်စတာယူနိုက်တက်အသင်းကဒါပြောမယ်ဆိုလို့ရှိရင်ရှုံးပွဲမဆက်ဘူးဆိုတဲ့အနေအထားတစ်ခုကပဲတို့အသင်းအတွက်ဒါကျွန်တော်တို့အပေါင်းလက္ခဏာဆောင်လာတယ်နောက်ဆုံး6ပွဲဆက်တိုက်ဒါရှုံးပွဲမရှိဘူးဆိုတဲ့အနေအထားတစ်ခုကတဖြည်းဖြည်းချင်းဒါမန်ချက်စတာယူနိုက်တက်အသင်းကဒါတို့ရှေ့ရပွဲစဉ်တွေလိုမျိုးဒါရှုံးပွဲလေးတွေကြောင့်ဂျိုးကြဂျူကြမြင်တွေ့ရတယ်ဆိုတဲ့အနေအထားတစ်ခုမဟုတ်တော့ဘဲနဲ့ဒါပြန်ပြီးတော့အပေါင်းလက္ခဏာဆောင်လာတဲ့အနေအထားတစ်ခုပြဒါကိုကြည့်ချင်းအဖြစ်ဒါမန်ချက်စတာယူနိုက်တက်အသင်းကလည်းတ ဖြည်းဖြည်းနဲ့အပေါင်းလက္ခဏာဆောင်လာလို့တစ်ဖက်ကဒါကျွန်တော်တို့ Leicester City အသင်းကတော့တဖြည်းဖြည်းချင်းအနှုတ်လက္ခဏာဆောင်လာတာဗျာနောက်ဆုံး6ပွဲဆက်တိုက်သူတို့ရှုံးနေခဲ့တယ်ဒါအောင်မှဒါကျွန်တော်နောက်ဆုံး4ပွဲဆက်တိုက်သူတို့ဂိုးမရရှိဘူးဆိုတဲ့အနေအထားတစ်ခုက Leicester City အသင်းအတွက်ကပြောမယ်ဆိုလို့ရှိရင် Premier League မှာတင်ကြံရေးဖို့အတွက်တော့သူတို့အကောင်းဆုံးထပ်ပြီးတော့စ조사အောင်မယ်ဆိုတဲ့အနေအထားတစ်ခုတော့ရောက်ရှိသွားတယ်ဗျာဒီနေ့ပွဲစဉ်မှာတော့ Leicester City အသင်းကသူတို့ရဲ့အိမ်ခွင်းဒါကျွန်တော်ကင်းပါဝါခွင်းမှာဒါရှင်ပြိုင်ကစားမယ်ဆိုတဲ့အနေအထားမှာ Manchester United အသင်းကဒီရသည်သူတို့တွေးဆောင်နိုင်မှာအကောင်းဆုံးအနေအထားရင်းနဲ့ရှင်ပြိုင်ခဲ့တာဆိုတော့ Leicester City အသင်းက ါကျွန်တော်တို့ဒီတစ်ခေါက်မှာတော့တို့ပြန်ပြီးတော့ဒါကြောင့်ကောင်းမွန်တဲ့ရလဒ်တစ်ခုထွက်ပေါ်အောင်ဆွမ်းဆောင်နိုင်မလားဆိုလဲစောင့်ကြည့်ရမှာဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါကွေကျွန်တော်တို့ Manchester United အသင်းနဲ့ဒါ Leicester City အသင်းတို့ကဒါရှေ့မှာလဲတို့အနေနဲ့ထိတ်တိုက်တွေးဆုံခဲ့တာတွေရှိခဲ့တယ်ဒီရာသီထဲမှာဒင်ကိုတို့အနေနဲ့ဒါ၄ပွဲလောက်ထိထိတ်တိုက်တွေးဆုံရမှာဒီထဲမှာမှ၃ပွဲထိတ်တိုက်တွေးဆုံပြီးသွားပြီဗျဆိုတော့ဒီအနေထားတွေကဒါပြောမယ်ဆိုလို့ရှိရင်ဒါ ပရီးမီးယားလိပြည်တွင်းကလပ်အချင်းချင်းတော့မှာပဲဒါတော့တွဲဆုံတာခက်ရှားရှားပဲလို့ပြောရမယ်အနေထားဒါပေမဲ့ဒါရှေ့ဟာသုံးပွဲစလုံးတွဲဆုံတိုင်းမှာတော့ Manchester United အသင်းရဲ့အိမ်ခွေးမှာတွဲဆုံခဲ့ဒီတစ်ခေါက်တော့ Leicester City အသင်းရဲ့အိမ်ခွေးမှာရှင်းပြန်ကစားကြမှာဗျဆိုတော့ဒီအနေထားတစ်ခုမှာသူတို့နှစ်သင်းရဲ့ထိတ်တိုက်တွဲဆုံမှုနောက်ဆုံးပွဲစဉ်တွေရဲ့ရလဒ်တွေကဘယ်လိုမျိုးပုံစံလေးဖြစ်ခဲ့လဲဗျ ဟုတ်ကဲ့ပါကိုကြီးဒီနေ့တဲ့နောက်ဆုံးတွေ့ဆုံမှုတွေကိုပြန်ပြီးကြည့်ရမယ်။နောက်ဆုံးတွေ့ဆုံမှုအနည်းဆက်ဆုံး9ချိန်ပါလို့ United က9ချိန်လုံနိုင်တာတွေ့ရတယ်။အဲဒီနှစ်မှာပဲကျွန်တော်တို့3ချိန်ထိတော့တွေ့ပြီးပါပြီ။ပြီးခဲ့တဲ့နှစ်က Premier League နဲ့ကြုံလုံမှာလည်း United ကကျွန်တော်တို့အင်ကွင်းအဝေးမှာကျွန်တော်တို့ပင်ကွင်းမရှိပဲ clean sheet နဲ့ကျွန်တော်တို့အဝေးကွင်းမှာ Leicester 1-0အင်ကွင်းမှာ3-0ဆိုရဲ့လက်တင်နဲ့နိုင်ခဲ့တယ်။ဒီနှစ်ကတွေ့ဆုံခဲ့တဲ့နောက်ပထမဆုံးတွေ့ဆုံခဲ့တဲ့ကျွန်တော်တို့ EFL ကဲကဲအဲကျွန်တော်တို့ပွဲစဉ်မှာတော့ United ကအဲပွဲစဉ်မှာတော့ကျွန်တော်တို့လက်ရှိ Leicester City တင်းရဲ့ Nibia Provenance Ryan ကကျွန်တော်တို့ရိုင်းနီးအဖြစ်တာဝန်ယူခဲ့တယ်။၅ခု၂ခုနဲ့နိုင်တယ်။နောက်ထပ် Premier League အင်ကွင်းပွဲစဉ်မှာလည်း United က စရမ်တောင်ယူတဲ့အချိန်မှာ၃ခုမရှိနေနိုင်လေ။ရူဘင်အမော်ရီတောင်ယူခဲ့တဲ့ပြီးခဲ့တဲ့ FA ကကျွန်တော်ဒီရှုံးထွက်ပွဲစဉ်မှာတော့ United က၂ဂိုးတခုနဲ့တော့ပြန်ပြီးတော့နိုင်တာတွေ့ရတယ်။ဒါပေမဲ့အဲပွဲစဉ်မှာတော့ Leicester City ရဲ့ကစားမှုနည်းနည်းလေးပြန်ပြီးတော့ တည်ငြိမ်ပြီးတော့ဗောနောကောင်းမွန်ပြီး United ကိုပြန်ပြီးဖိအားပေးနိုင်တယ်။နောက်ဆုံးမိနစ်ကြာမှ Harry Maguire ရဲ့ခေါင်းတိုက်သွင်းခွင့်ကြောင့် Manchester United ကနိုင်ပြီးတော့ FA Cup မှာနောက်ဆုံးတက်ခဲ့တာဗျ။ခြေစမ်းပိုင်းကတော့အရင်ကိုဟာကျွန်တော်မရှိတော့ဘူးဗျ။ပထမကြော့တုန်းကတွေးဆုံခဲ့တဲ့ Premier League ကပွဲစဉ်တွေ EFL Cup ကပွဲစဉ်တွေတို့တော့ကိုပြက်နိုင်မွဲတဘော United မဖော်ဆောင်နိုင်ခဲ့ဘူးဗောနော။အဲ့တော့ဒီကြိမ်တွေးဆုံတဲ့အချိန်မှာ Leicester ကဒီပထမအရှိမတွေ့ခဲ့တဲ့၃ပွဲလုံးလုံးကိုကျွန်တော်တို့ပြောရမယ်ဆိုလက်စတာအဝေးကမှကစားရမှာမဟုတ်တော့ဘူးဗျလက်စတာရဲ့အိမ်ဝင်းမှာပထမဆုံးပြန်ပြီးကစားရမယ်ဒီယာဒီရဲ့၄ချိန်မြောင်တွေ့ဆုံမှာတွေ့မယ်ပွဲပေါ့နော်အဲ့တော့ ပြန်ပြီးတော့စောင့်ကြည့်ရမယ်ဆိုတော့တစ်ဖက်ကကျွန်တော်ရိုဗင်နက်စရိုင်းရဲ့လက်စတာဒီအခုအချိန်မှာတော်တော်လေးကိုဖိအားကြီးများနေပြီ ထိတဲ့တွဆုံမှုရမှာလေနောက်ဆုံး၅ဘောစရိုက်ရှုံးထားတယ်အပြင်လင်းသွင်းမှုအနေနဲ့ကျွန်တော်တို့တွင်းဆင်းခဲ့တဲ့ပွဲဆိုလို့လဲကျွန်တော်တို့ပြီးခဲ့တဲ့ EFL ကပ်ကပွဲစဉ်ရဲ့ FA ကပ်ကပွဲစဉ်မှာပဲရှိတယ်ပရီးမီးယားလိမှာနောက်ဆုံးသုံးကျင်ဆက်တဲ့ Leicester United နဲ့တွဲဆုံတဲ့အချိန်မှာတွင်းကိုတွေရရှိအောင်မဆန်းဆောင်မဆန်းဆောင်နိုင်ခဲ့ဘူးအဲ့ဒါပြင်မှာ Leicester ရဲ့အခုလက်ရှိပြိုင်ပွဲဆောင်နောက်ဆုံး၅ဘောစရိုက်မှာလေ၄ဘောစရိုက်ကတွင်းကိုမင်ရထားခဲ့ဘူးဗျအဲ့တော့ဒီတင်ချိန်တွဲဆုံတဲ့ United နဲ့ပွဲမှာရောကျွန်တော်တို့ရလက်ကောင်းရရှိပါမလားဆိုတဲ့အပြင်မှာ Leicester ရဲ့တက်စစ်ပိုင်းကတွင်းကိုရရှိအောင်ဆန်းဆောင်ထားနိုင်ပါမလားဆိုတဲ့အနေထားလေးကပြန်ပြီးတော့စိတ်ဝင်စားဖို့ကောင်းသလို Leicester ရဲ့တက်စစ်ပိုင်းဆန်းဆောင်နိုင် ယ်ပြန်ပြီးစောင့်ကြည့်ရဖို့ကောင်းတယ်အဲ့တော့ United ကတော့နောက်ဆုံးတွေ့ဆုံခဲ့တဲ့ပွဲစဉ်တွေမှာကျွန်တော်တို့တွင်းကိုတွေရရှိခဲ့သလိုလက်ရှိခြေစွမ်းအင်းရလည်းတိုက်စစ်ကလည်းနောက်ဆုံးပွဲစဉ်တွေအကုန်လုံးမှာကျွန်တော်တို့၅ပွဲစတိုက်မှာလည်းတွင်းကိုတွေရရှိအောင်ဆွမ်းဆောင်ထားနိုင်ကြလားဆိုတော့ဒီပွဲစဉ်မှာထပ်ပြီးတော့တွင်းကိုတွေရရှိအောင်ဆွမ်းဆောင်နိုင်တဲ့တိုက်စစ်ပိုင်းဆွမ်းဆောင်အောင်ပြတ်နိုင်မလားတိုက်စစ်ပိုင်းကကျွန်တော်ဒီပုံမှန်ခြေစွမ်းပျောက်ဆုံးပြီးတွင်းကိုတွေကျွန်တော်ပျောက်ဆုံးနေတဲ့ဝိုင်လန်တို့အစပြန်ပြီးတော့တွင်းကိုတွေပါရပြန်ပြန်လည်ရှောက်ဖွေနိုင်တဲ့ပွဲစဉ်တွေဖြစ်နိုင်မလားအဲ့လေးပါအစပြန်ပြီးစောင့်ကြည့်ရဖို့ရှိပါလိမ့်မယ်ဗျဟုတ်ကဲ့ကိုထူးခြားချက်အနေနဲ့ဒီအသီးမှာကျွန်တော်ဒါ၃ပွဲသူတို့တွေ့ဆုံခဲ့ပြီးသွားပြီဒါ Manchester United အိမ်ကွင်းကြီးမှာပဲဒါအိမ်ကွင်းကြီး ဘက်သုံးပွဲဆက်တိုက်ပေါ့နော်တွဲဆောင်ခဲ့တာမျိုးတွတွေ့ခဲ့ရတယ်ဒါပေမဲ့ G10 မှာမှကျွန်တော်တို့ဒါပထမနှစ်ပွဲပေါ့နော် EFL Cup ဒါကျွန်တော်ပွဲစဉ်တစ်ပွဲရယ် Premier League ပထမအကြော်ပွဲစဉ်တစ်ပွဲရယ်ဒီပွဲစဉ်နှစ်ပွဲမှာကျွန်တော်လက်ရှိဒါကျွန်တော် Leicester City အသင်းရဲ့ Nibia Ruben Nesterrain က Manchester United အသင်းကိုဒါယာယီနီပြအဖြစ်နဲ့ကင်တွယ်ခဲ့တာဗျာဒီပွဲစဉ်နှစ်ပွဲစလုံးမှာတို့သူ့အနေနဲ့ဒါ Leicester City အသင်းကိုအကောင်းမွန်ဆုံးတို့အနိုင်ရရှိအောင်ဆွမ်းဆောင်နိုင်ခဲ့တယ်နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ဒါကျွန်တော်တို့ဒါ FA Cup ချုပ်ထွက်ပွဲစဉ်မှာတော့ဒါ Manchester United အသင်းရဲ့အိမ်ကွင်းမှာပဲရှင်ပြိုင်ကစားခဲ့ရတယ်အဲ့ဒီပွဲစဉ်မှာတော့ဒါကျွန်တော်တို့တစ်ဖက်ကဒါ Nibia ရူဗန်နက်စရိုင်းကလက်စတာစီးတီးအသင်းရဲ့နီးပြဖြစ်လာတယ်ဆိုတော့ဒီအနေထားမှာကျွန်တော်ဒါမန်ချက်စတာယူနိုက်တက်အသင်းရဲ့နီးပြရူဗန်အမိုရင်ကလည်းအကောင်းဆုံးဒါ2-1ဆိုတဲ့ရာလက်တစ်ခုနဲ့ဒါကျွန်တော်ဟယ်ရီမကွိုင်းယားရဲ့နောက်ဆုံးမိနစ်သွင်းဂိုးတစ်ခုနဲ့ပဲဒါကျွန်တော်2-1ဆိုတဲ့အနိုင်ရလနဲ့ဒါကျွန်တော်အနိုင်ရရှိခဲ့တယ်ဗျာဆိုတော့ဒါအကြည့်ချင်းအပြင်လက်စတာစီးတီးအသင်းရောဒီယာဒီမှာ3ချိန်စလုံးတွဲဆုံတဲ့အခါမှာ3ချိန်စလုံးမန်ချက်စတာယူနိုက်တက်အသင်းကအသာရရှိထားခဲ့တယ်ဆိုပေမဲ့နောက်ဆုံးပွဲစဉ်မှာတော့သူ့အနေနဲ့ဒါအနိုင်ရလရရှိအောင်ဒါဆွဲဆောင်တဲ့အခါမှာအနေငယ်လေးဒါကျွန်တော်ရုံးခံခဲ့ရတယ်ဆိုတာလေးကိုကျွန်တော်တွေ့ရှိခဲ့ရတယ်ဆိုတော့ဒီအနေထားတစ်ခုမှာဒီနေ့ပွဲစဉ်မှာရော ဒါကျွန်တော် Leicester City အသင်းရဲ့အိမ်ကွင်းမှာဒါကျွန်တော်တို့ Manchester United အသင်းရဲ့ဒါကျွန်တော်တို့ကစားသမားဟောင်းနောက်ကျွန်တော်တို့ဒါ နီးပြဟောင်းပေါ့နော်ယာယီနီးပြဟောင်းဖြစ်တဲ့ဒါရူဗန်နက်ဆရိုင်းအနေနဲ့မန်ချက်စတာယူနိုက်တက်အသင်းကိုပြန်ပြီးတော့ဒါအနိုင်ရရှိအောင်တစ်ဖက်တစ်လမ်းကနေပြသူ့အနေနဲ့အကောင်းဆုံးဆွမ်းဆောင်ပြသွားနိုင်မလားဆိုတော့လက်ရှိရရှိနေတဲ့ PR တွေအောက်ကနေရုံးထွက်သွားနိုင်တဲ့ပွဲစဉ်တစ်ပွဲများဖြစ်လာမလားဆိုတာလေကျွန်တော်ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပြီးတော့မန်ချက်စတာယူနိုက်တက်အသင်းကလည်းဒီရသည်မှာကျွန်တော်ဒါပြိုင်ပွဲဆောင်ဒါရလက်တွေအရင်မတည်ငြိမ်ဘူးမကောင်းမှုဘူးဆိုတဲ့အနေထားတစ်ခုကနေပြီးတော့ဒီနေ့ပွဲစဉ်မှာပြန်ပြီးတော့တည်ငြိမ်ကောင်းမှုနဲ့ဒါကျွန်တော်အဖြေတစ်ခုကိုထွက်အောင်ဆွမ်းဆောင်နိုင်တဲ့ပွဲစဉ်တစ်ပွဲဖြစ်လာမလားဆိုတာလေဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်ဗျာ ဟုတ်ကဲ့ပါဘွေလက်ရှိဒါကျွန်တော်လူစင်အနေနဲ့ Leicester City အသင်းဘက်ကတော့ဒါဒန်ရန်ရကစားသမားနေပါနေရတဖက်က Manchester United အသင်းကတော့ထုံးစံအတိုင်းဒန်ရန်ရလူစင်ရကတော်တော်ကြီးများပြားနေရဆိုတဲ့အနေထားနဲ့ပွဲပယ်ကစားသမားတွေပါရှိတယ်ဆိုတော့ဒီအနေထားတစ်ခုမှာ Manchester United အသင်းကနောက်ဆုံးကစားခဲ့တဲ့ဒါကျွန်တော် Real Sociedad အသင်းကိုအနိုင်ရရှိခဲ့တဲ့ပွဲစဉ်ကလူစင်ပုံစံအတိုင်းပဲထပ်ပြီးတော့ပွဲထုတ်လာနိုင်မလားတဖက်က Leicester City အသင်းဘက်ကတော့ဘာတွေအပြောင်းလဲလုပ်နိုင်မလဲလက်ရှိနောက်ဆုံးပွဲစဉ်တွေမှာသူအနေနဲ့၄ပွဲဆက်တိုက်5ပေါက်ပျောက်ဆုံးနေမှုကိုဒါအကောင်းဆုံး cover ပြန်လုပ်ဖို့အတွက်တိုက်စစ်အပြောင်းလဲလေးမျိုး ကျွန်တော်မြင်တွေ့ရနိုင်နိုင်မလားအကိုအမြင်လေးကိုလည်းပြပြပေးပါဦးဗျာ ဟုတ်ကဲ့ပါကိုကြီးဒီပွဲစဉ်ရဲ့လူဆင်းရဒိုင်ယန်ပြဿနာမှာတော့ Lester Mark ဒိုင်ယန်ကစားမှ3ယောက်ရှိတယ်ခန်စစ်တန်းကကျွန်တော် Harry Shorter ရဲ့ပြီးတော့ Fortter Wu ရဲ့ပြီးတော့ Tyson Mine ကကျွန်တော်ဒီ Adra ရဲ့ပေါ့နော်ဒိုင်ယန်ရနေတာကျွန်တော်တွေ့ရတယ်တစ်ဖက်က United ကတော့ဒိုင်ယန်ပြဿနာတော်တော်များနေတယ်ပြင်အောင်မှာကျွန်တော်ဒီပွဲပဲပြတယ်ဖြစ်တဲ့အကြောင်းမို့ Patrick Roo ကဒီပွဲစဉ်မှာထပ်ပြီးတော့လွှဲချော်မယ်ဒါသူ့ရဲ့နောက်ဆုံးပွဲပဲပြတယ်နောက်ဆုံးပွဲပေါ့နော်အဲ့ဒါပြင်မှာကျွန်တော်ဒီ Guthrie Bendia ဆဒိုင်ယန်ပြဿနာရှိနေတယ် Ahmed Diallo လို့ကျွန်တော်တို့ Martinez တော့ထုံးစံတဲ့ရာသီကုန်လောက်ထိနှီးပါပေါ့နော် Martinez ကတော့တေချာရဲ့နောက်ရာသီတောင်ကျွန်တော်တို့ပြန်ပါဖို့အတွက်ကရာသီစပိုင်းမှာတော့မလွယ်သေးဘူးအဲ့ဒါ ြင်မှလူရှောတို့မစ္စမော့တို့လည်းဒွဲချော်အောင်ပဲမစ္စမော့တော့အသင်းနဲ့ပြန်ပြီးပူးပေါင်းနေရဖြစ်ပေမဲ့လည်းကျွန်တော်တို့သူ့ရဲ့အဲကျွန်တော်တို့ fitness mind အရာတော့ပွဲကစားဖို့တော့ ready မဖြစ်နိုင်သေးဘူးအဲ့ရပြင်မှ Kobe Mine တို့ပြီးကျွန်တော်တို့ဒီနောက်ထပ်လွဲချော်ပွဲရှိတဲ့ကစားသမားတွေလည်းထပ်ပြီးရှိနေတယ်အဲ့ဒါပြင်မှ Harry Maguire ကတော့ဒီပွဲစဉ်မှာပြန်ပြီးတော့အသင်းရဲ့လူစင်းထဲမှာပြန်ပါဝင်ကောင်းပါဝင်နိုင်တယ် Ugarte ကတော့ပြန်ပြီးပါဝင်နိုင်ပြီ Rowe ကလည်းထပ်ပြီးတော့ဒီပွဲစဉ်လွဲချော်ပြီးတော့ international break အပြီးမှာပါပြန်ပြီးတော့အသင်းနဲ့ပူးပေါင်းနိုင်မှုရှိပါလိမ့်မယ်အဲ့တော့ United ရဲ့အဓိကပြဿနာတော့ဒီယာဒီမှာ အဲကျွန်တော်ညာဒီအလဲပိုင်းလောက်ထိဒဏ်ရာပြဿနာဆင်းရဲအရင်ကြီးမဆိုးရွားခဲ့ဘူးဆိုပေမဲ့လည်းဒီခုညာဒီနောက်ပိုင်းကာလမှာဒဏ်ရာပြဿနာတော်တော်လေးကြုံလာရတယ်။အဲ့ဒါအပြင်ဦးမှာအဲ့ဂျားကာလမှာလည်းကစားနေရတဲ့ပြိုင်ပွဲတွေမှာဥပပပြိုင်ပွဲဖြစ်တဲ့ရူပါလီပြိုင်ပွဲလည်းတောက်လျှောက်ကစားနေရဆိုတော့ အတင်းအဓိကတော်တော်ကစားသမားတော်တော်များများတော့ပွဲပန်းတဲ့ဒေါင်တော့နည်းနည်းလေးကိုခံစားရတဲ့အနေအထားလေးတော့ရှိလာလိမ့်မယ်ဗျာဒါမဲ့လေဒီပွဲစဉ်ပြီးရင်လာမယ့် international break ဂျာကာလာအနားပြန်ရမှာဖြစ်တဲ့တဲ့မို့ဒီပွဲစဉ်မှာတော့ United အနေနဲ့ကစားသမားတွေ rotation အများကြီးလုပ်တာလူတွေ channel ထက်ဆိုင်ရင်တော့အဓိကကစားသမားအဆုံလေးမဲ့ထပ်ပြီးတော့တုံးလာမယ့်ပွဲစဉ်တွေပဲဖြစ်တော့ဖြစ်ကောင်းဖြစ်နိုင်ပါရဲ့ဗျာအဲ့တော့တစ်ဖက်ကကျွန်တော်တို့ Leicester City အတင်းရဲ့အဓိကကစားသမားကိုပြန်ပြီးတော့ကြည့်ရမယ် line up ကိုပြန်ပြီးတော့ခံမှန်းရမယ်ဆိုတော့ကုသမားနေရာမှာသူတို့ဒီလေသူတို့အတင်းအဓိကကုသမားဖြစ်တဲ့ Harman Sand နဲ့ထပ်ပြီးပွဲထလာဖို့ရှိမယ်ခန်းစစ်၃ယောက်တဲ့နေရာမှာတော့ကျွန်တော်တို့ Thomas ရဲ့ Cody ရဲ့ Face ရဲ့ကစားမှာဖြစ်ပြီးတော့ဘယ်ဘက် န်ကျွန်တော်တို့ဝင်ပတ်နေရမှာတော့ခရစ်စတန်ဆန်နံပါတ်10နေရမှာဂျက်စတင်ကွင်းလင်အတွက်ဖုံးမှာတော့ကျွန်တော်တို့ဆူမာရီနဲ့ NDD အဲနံပါတ်10တို့ပုံစံမျိုးမှာတော့ကျွန်တော်တို့ဧကာနော့စ်နဲ့ဒါဂါနဲ့ကစားမှာဖြစ်ပြီးနံပါတ်9တို့မှာတော့ကျွန်တော်တို့ ဂျေမီဗာဒီကိုထပ်ပြီးတော့တွေးရကောင်းတွေးရနိုင်ပါတယ်ဗျအဲ့လိုမဟုတ်ဘဲနဲ့နည်းနည်းအဲ့လိုပြောင်းလဲလုပ်မယ်ဆိုတော့ကျွန်တော်တို့ဒက်ကနံပါတ်9ရိုးနဲ့အဲကျွန်တော်ဒီဗာဒီကကျွန်တော်တို့ပြောမယ်ဆိုတော့ဒက်ကနဲ့ဗာဒီတွဲပြီးတော့နံပါတ်9ရိုးမှာကစားတဲ့ပုံစံမျိုးပေါ့နော်နံပါတ်9ရိုးနဲ့ကစားရေးပုံစံမျိုးနဲ့သူ့အနောက်မှာအဲခါနော့စ်ကနံပါတ်10ရိုးကိုတယောက်တည်းကစားတဲ့ပုံစံမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်အဲ့လိုမဟုတ်ဘဲနံပါတ်10ရိုးနှစ်ယောက်နဲ့ကစားတဲ့ပုံစံမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်တေးကြတော့ဒီပွဲစဉ်ပေါ်နည်းနည်းလေးတက်စစ်ပိုင်းကလူပြောင်းလဲမလုပ်ဘူးဆိုရင်တော့ကစားတဲ့ပုံစံလေးတော့အပြောင်းလဲလုပ်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နောက်ဆုံး၄ပွဲစတိုက်တွင်ကိုမရရှိအောင်ကျွန်တော်တို့တက်စစ်ပိုင်းကစွမ်းဆောင်ရင်နည်းနည်းလေးညံ့နေတဲ့အချိန်မှာတော့ရူဗင်နက်စရိုင်းအနေနဲ့တော့နည်းနည်းလေးတော့ ော့ပြန်ပြီးတော့အပြောင်းလဲလှုပ်ကောင်းလှုပ်လာနိုင်တဲ့နေသားလေးမှာရှိတယ်ဗျ။အော်တစ်ဖက်က United ကပြန်ပြီးတော့အဓိကဖြစ်နိုင်မွယ် line နဲ့၁၁ယောက်ကိုပြန်ပြီးကြည့်ရမယ်ဆိုတော့အပြောင်းလဲမျက်ရှိတဲ့ကိုသမားနေရာမှာတော့ Andre Onana ပဲထပ်ပြီးပေါ်ထလာဖို့ရှိမယ်။ခန်းစစ်တမ်းမှာတော့ပေးခဲ့တဲ့ Solskjaer နဲ့ပွဲမှာတော့ကျွန်တော်တို့ Haven ကိုတော့ LCB နေရာမှာပေါ့နော် left center back နေရာမှာတွေးလိုက်ရတယ်။အဒီပွဲစဉ်မှာတော့ကျွန်တော်တို့ Haven ထပ်ပြီးတော့ပေါ်ထလာမှာဒါမှမဟုတ်ကျွန်တော်တို့ Lindy Law ကိုပြန်ပြီးတွေးရမလားပေါ့။အဲ့ဒါလေးလည်းပြန်ပြီးတော့ရွေးချယ်လို့ရပါသေးတယ်ဗျ။အဲ့တော့ကျွန်တော်တို့ RCB နေရာမှာတော့အပြောင်းလဲလုပ်ရမယ်။အကဲ ဟေဗန်ကိုမသုံးမနဲ့လင်ဒီလော့ကိုဒါ SB မှာသုံးမယ်ဆိုတော့ RCB မှာဘသူ့ကိုပြန်သိပြီးသုံးရမလဲဆိုတဲ့ဥစ္စာလေးလည်းပြန်ပြီးရွေးချယ်ရဖို့ရှိဆိုအဲ့လိုမှမဟုတ်ဘဲနဲ့လက်ရှိသူတို့ရဲ့ဆန်တိုင်းဘက်နေရာမှာအဓိကထားပြီးကစားလို့ရကစားလို့ရရဲ့၃ယောက်ဖြစ်တဲ့အကြောင်းမို့လို့ဟေဗန်လင်ဒီလော့ဒီလစ်ဒီအတွဲဖက်ပဲပြန်ပြီးမြင်ရမလားအဲဝင်ဘက်နေရာမှာတော့တေချာတော့ဒီပွဲစဉ်မှာတော့မာဇာရီနဲ့ဒါလော့ကတော့ပဲပဲချင်းနဲ့ညာဘက်မှာပြန်ပြီးပွဲထွက်လာမယ် ကွင်းလေအတွက်ဖက်မှာလည်းဒီပွဲစဉ်မှာရွေးချယ်စရာတွေနည်းနည်းပြောင်းပြီးရှိလာပြီးဥကာဒီပြန်ပြီးကစားနိုင်မယ်ခိုလီယာရှိနေမယ်အဲရီဆန်ရှိနေမယ်ကက်စမီရိုနဲ့ဘရူနိုဖာနန်ဒက်ကလည်းပြီးခဲ့တဲ့ရီယယ်ဆိုစီတဲ့နဲ့ပွဲစဉ်မှာအကောင်းဆုံးခြေစွမ်းပိုင်းဆွမ်းဆောင်ရည်ရအကောင်းခဲ့တာဆိုတော့ဒီပွဲစဉ်မှာလည်းထပ်ပြီးတော့ရွေးချယ်လို့ရတဲ့အနေဒါအဲ့လိုမှမဟုတ်ဘဲနဲ့ကက်စမီရိုတို့ဘာလို့ပြန်ပြီးအနားပေးမယ်ဆိုတော့ဒီပွဲစဉ်မှာဥကာဒီနဲ့ဖာနန်ဒက်ဒါမှမဟုတ်ကျွန်တော်တို့ဥကာဒီနဲ့ခိုလီယာအတွဲဖော်လို့တွေ့ကောင်းတွေ့ရနိုင်ဒါပေမဲ့နောက်ပိုင်းပွဲစဉ်မှာတော့ဘရူနိုဖာနန်ဒက်ကိုနံပါတ်10ရုံးမှာထက်ကွင်းလေမှာပြန်ပြီးတော့ဆင်းပြီးဆော့နေတာပုံပြီးအဆင်ပြေနေတဲ့အနေထားတော့ဒီပွဲစဉ်မှာလည်းဘရူနိုဖာနန်ဒက်နဲ့ဥကာဒီအတွဲဖက်ကပဲထပ်ပြီးတော့ဖြစ်လာနိုင်မယ်အရှိပါရဲ့ဗျ အဲ့တော့နံပါတ်10ရုံးမှာတော့ကျွန်တော်တို့ဒီအခုလက်ရှာနဲ့ပွဲမှာတော့ကျွန်တော်ဇာစီနဲ့ကနာချိုရဲ့နေရာမှာတော့အဲရီဆင်ကိုပြန်ပြီးတော့သုံးပြီးတော့ဇာစီဒါမွန်ကနာချိုတို့ပြန်ပြီးအနာပေးကောင်းပေးနိုင်တယ်အဲ့တော့ကျွန်တော်အထင်တော့ဒီပွဲစဉ်မှာကနာချိုတို့အရင်ဆင်းထဲမှာပြန်ပြီးတော့ထားပြီးအနာပေးပြီးတော့ဇာစီအဲရီဆင်နံပါတ်10ရုံးနဲ့ရက်ရှ်မွန်ဝိုင်လန်နံပါတ်9ရုံးကိုတွေ့ကောင်းတွေ့ရနိုင်တယ်ပဲအဲ့လိုမဟုတ်ဘူးရက်ရှ်မွန်ဝိုင်လန်ကိုပြန်ပြီးတော့အနာပေးပြီးတော့ဂျိုဂျူးဇာစီရဲ့နံပါတ်9ရုံးတော့အနောက်မှာကျွန်တော်တို့ခရစ်စတန်အဲရီဆင်နဲ့ကနာချိုတို့ကနံပါတ်10ရုံးကိုပြန်ကစားတဲ့ပုံစံမျိုးလေးလည်းကျွန်တော်တွေ့ရပါတယ်အဲ့တော့ယူနိုက်တက်ရဲ့လက်ရှိအနေထားကတော့ပြီးခဲ့တဲ့ဆိုစီတက်ကပွဲစဉ်ကလူဆင်းတိုင်းပဲအများကြီးအပြောင်းလဲလုပ်လို့မရဘူးဘတ် ထရစ်ဒေါ်ကူအနီကက်ပြတ်တဲ့ကြောင့်မပေါ်ဝင်နိုင်တာဖြစ်တဲ့ကြောင့်ဘယ်ဘချန်းခံစစ်မှာဒီယူကိုဒါလောပြန်ပြီးကစားမယ်။မာဇရိုရီယာအာစီဘီနီယာဒီယူကိုဒါလောရဲ့ right wing ဘက်နေရာကိုပြန်ပြီးရောက်သွားမယ်ဆိုရင်အနီထားလေးပဲရှိလာမယ်။အဲ့တွင်အဲ့နေရာမှာပြန်ပြီးတော့တိုးလာနိုင်တဲ့အနီထားလင်းဒီလော့ပေါ့နော်။အဲ့ဒါပြင်မှာကက်စမဲရိုရဲ့ကွင်းလင်နေရာဥကာဒီပြန်ဝင်လာလောက်နိုင်တယ်။တိုက်စစ်ပိုင်းမှာအကဲ wild line နဲ့ဆက်စီနှစ်ယောက်ထက်တစ်ယောက်နားပြီး Christian Eriksen ဝင်လာနိုင်တဲ့အနီထားလေးရှိတယ်ဗျ။အဲ့တော့လက်ရှိလူစင်ရင်အရာနဲ့ကျွန်တော်တို့ဆောင်ရွက်ပေါ်ကကျွန်တော်လူစင်ရင်အရာကစားသမားတွေဆွမ်းဆောင်ရရွန်တက်ကတော့အများကြီးအသာစီရနေတာမှန်တယ်။ဒါပေမဲ့တခုရှိတာ Leicester City အသင်းက ကျွန်တော်ဒီတန်းစင်းရမှုတွေအန်ရေးတော်တော်လေးများနေပြီအဲ့ဒီ PR တွေကိုတော့တို့ရဲ့အိမ်ကွင်းမှာအကောင်းဆုံးကျွန်တော်ဒီပြန်ပြီးအသုံးချနိုင်ခဲ့မယ်ဆိုတော့တို့တို့ရဲ့လူစင်းတာအတွက်ဖက်မိမိနဲ့ကစားနိုင်မယ်ဆိုရင် United ကိုပြန်ပြီးဒုက္ခပေးနိုင်တဲ့လူစင်းအင်အားတခုလည်းရှိနေတယ်ဗျအဲ့ဒါကိုလည်းကျွန်တော်ပြီးခဲ့တဲ့ FA Cup ပွဲစဉ်မှာလည်းကျွန်တော်ပြန်ပြီးတွေ့ခဲ့ရတယ်အဲ့တော့ဒီပွဲစဉ်မှာ United အနေနဲ့တော့လက်ရှိအဓိကကစားသမားအဆုံလေးနဲ့ပွဲထွက်လာရယ်ဆိုတော့တို့တို့အသင်းရဲ့အဓိကကစားသမားရဲ့ပွဲပန်းနေတဲ့အနေအထားလေးရှိရတော့ပြန်ပြီးသတိပြုရမယ်အဲ့ဒါကိုတော့ Leicester City အသင်းအနေနဲ့ပြန်ပြီးတော့အခွင့်အရေးအကောင်းအဖြစ်အသုံးချသွားနိုင်မလားဆိုတာစောင့်ကြည့်ရမယ်ပွဲစဉ်တွေဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါကွေးဆိုတော့လက်ရှိအနေအထားတွေအရာတော့ဒီ ီနဲ့သင်ရဲ့လူစင်ရဲ့ကွာဟာချက်ကနိုင်ငံဒါများနေရလို့ပဲပြောရမှာပြဆိုတော့တစ်ဖက်က Manchester United အသင်းကတော့သူတို့အနေနဲ့ဒါ ကြားထဲမှာလည်းဥရောပပွဲစဉ်တွေကစားခဲ့ရတယ်ဆိုတော့ဒီအနေအထားတစ်ခုကနေပြီးတော့ကျွန်တော်တို့ဂျာတာပရီနေ့မှာကစားခဲ့ရတဲ့ပွဲစဉ်ဖြစ်တဲ့အတွက်ဒါတို့အနေနဲ့ဒီစနေတနင်္ဂနွေနေ့မှာပြန်ပြီးကစားတဲ့အခါမှာနိုင်ငံရဲ့ကျွန်တော်ပွဲချိန်ဟာကက်နေရဲဆိုတဲ့အနေအထားတစ်ခုကိုတော့တွေ့ရတယ်ဆိုတော့နောက်ထပ်ကျွန်တော်တို့ဒါကစားသမားပိုင်းဆိုင်ရာအင်အားအရာဒဏ်ရကစားသမားတွေများပြားနေရဖြစ်တော့တယ်အရင်ရင်လည်း rotation လုပ်ပြီးတော့သုံးလို့မရအောင်ဒီကစားသမားတွေကိုပဲပြန်ပြီးတော့သုံးပါမှာဒီနေရာမှာမှဒါကျွန်တော်တို့ဒါအစားထိုးမယ်ဒါ rotation လုပ်မယ်ဆိုရင်တော့ဒါ2ယောက်3ယောက်ဒါတော့ပဲကျွန်တော်အပြောင်းလဲလုပ်ပြီးတော့သွားလို့ရမယ်ဆိုတဲ့အနေအထားတစ်ခုကိုတော့ကျွန်တော်မြင်တွေ့ရတယ်ဗျာတစ်ဖက်က လက်စတာစီးတီးအသင်းအားတော့ဒါသူတို့အနေနဲ့နောက်ဆုံးကစားခဲ့တဲ့ဒါချယ်ဆီနဲ့ဒါကျွန်တော်ပွဲစဉ်ပြီးနောက်ပိုင်းမှာတော့သူတို့အနေနဲ့ဒါအနိုင်ရထားတယ်ဆိုတော့ develop အနိုင်ရထားတယ်ဆိုတဲ့အနေဒါတစ်ခုမှာသူတို့ရဲ့ကစားသမားတွေကတော့ပို့ပြီးတော့ဒါကျွန်တော် refresh ဖြစ်နေလိမ့်မယ်ပို့ပြီးတော့လမ်းဆန်းနေလိမ့်မယ်ဒါပေမဲ့တစ်ခုရှိတာကသူတို့ရဲ့တိုက်စစ်ပိုင်းဆိုင်ရာအရာမှာတော်တော်ကြီးကိုအလုံးမပြစ်ခဲ့တာကြာပြီဗျနောက်ဆုံး၄ပွဲစစ်တိုက်လည်း goal ပေါက်ပျောက်ဆုံးနေတယ်နောက်ဆုံးကျွန်တော် goal ပေါက်တွေးခဲ့တာက Manchester United အသင်းနဲ့ပဲ FA Cup ဖလားပွဲစဉ်မှာဆိုတော့ဒီအပွဲစဉ်မှာတော့သူတို့အနေနဲ့ဒါနောက်ဆုံးမင်းနဲ့သွင်းကိုချောင်းတာရှုံးနေခဲ့ရတယ်ဆိုပေမဲ့ ဒါကျွန်တော်တို့အဲ့ဒီနေ့ပွဲစဉ်မှာလည်းတို့အကောင်းဆုံးခြေဆွန်လေးတစ်ခုတော့ပြသထားနိုင်ခဲ့တယ်ဒါပေမဲ့နောက်ဆုံးပွဲစဉ်၄ပွဲဆက်တိုက်မှာတို့အနေနဲ့ဒါသွင်းကိုလုံးဝမရရှိခဲ့ပဲနဲ့ကိုရှုံးနေခဲ့တယ်ဒါပေမဲ့ဒီထဲမှာမှကျွန်တော်ဒါအသင်းကောင်းတွေဖြစ်တဲ့ Arsenal တို့ဒါ Chelsea တို့ကိုဒါရှုံးနေခဲ့တာဖြစ်တယ်လို့ဒါ West Ham တို့ဒါ Brighton တို့ကိုလည်းတို့ရှုံးနေခဲ့တယ်ဗျဒီထဲမှာမှဒါကိုပြည့်စုံကတော့ Brighton နဲ့ပွဲစဉ်မှာတို့အနေနဲ့၄ဂိုးအထိခွင့်ပြုပေးခဲ့ရတယ်ဒါအချင်းချင်းအပြင်တို့ရဲ့ဒါကျွန်တော်နောက်တန်းကလည်းအနေငယ်ကျွန်တော်တို့ဒါယူရင်းချက်တွေရှိနေတယ်လို့တိုက်စစ်ပိုင်းဆိုင်ရာအရာမှာလည်းဂိုးမသွင်းနိုင်တဲ့ပြဿနာလေးရှိနေတယ်အခုပြောသလိုပဲဒါတိုက်စစ်နှိမ်ယောင်းနေထားပြီးဆော့မလား ဒါမှမဟုတ်မန်ချက်စတာယူနိုက်တက်အသင်းကိုခံစစ်ကစားဖို့သူတို့စဉ်းစားလာမလားဆိုတဲ့အပေါ်မှာဒါကတော့နီဗျာနီဆရိုင်ပုံမှာမူတည်နေတာဖြစ်ပြီးဒီနေ့ပွဲစဉ်မှာသူတို့အနေနဲ့ဂိုးပေါက်ပြန်လဲပြီးတော့ရှာဖွေတွစ်ရှိသွားဖို့အတွက်ဆိုရင်တော့တိုက်စစ်ပိုင်းမှာအပြောင်းလဲလေးနေနဲ့လုံးတော့မှသာအဆင်ပြေလိမ့်မယ်ဗျတစ်ဖက်ကမန်ချက်စတာယူနိုက်တက်အသင်းကတော့နောက်ဆုံးဒါရီယယ်ဆိုစီဒန်နဲ့ဒါကန်ခဲ့တဲ့ပွဲစဉ်မှာထုတ်ခဲ့တဲ့လူစင်းကိုပဲဒါကျွန်တော်နှစ်ယောက်ကနေသုံးယောက်လောက်ထိပဲအများဆုံးအပြောင်းလဲလုံးလာနိုင်တယ်ဒီထဲမှာမှာဒါကျွန်တော်ပတ်ထွတ်ဒိုကူအနေနဲ့ဒါကျွန်တော်ပွဲပဲပြစ်တန်ကြောင်းမပေါဝင်နိုင်ဘူးဆိုတော့ဒီနေရာမှာဒါမာဇာဝရီဒါတော့ဒါကျွန်တော်တောင်းပန်ဒီမှာကစားတဲ့ပုံစံမျိုးကို ကျွန်တော် မြင်တွေ့ရလာနိုင်ရရှိပြီးတော့ဒါကျွန်တော်ဥကာဒေးပါမလားကက်စမဲရိုးပါမလားမဟုတ်ကက်စမဲရိုးကလည်းဒါသူ့အနေနဲ့ဒါလူစားလဲခံခဲ့ရတယ်ဆိုပေမဲ့ဒါပြီးခဲ့တဲ့ပွဲစဉ်မှာလည်းဒါကျွန်ချေဆွမ်းကောင်းအချို့တော့ပြတ်တာထားနိုင်ခဲ့ရတွေ့ရတယ်လို့အရီဆန်ကလည်းသူပါဝင်နေတဲ့ပွဲစဉ်တွေမှာဆိုရင်တော့ဒါဝိုင်လန်တို့ဘာလို့ပါတာထက်ဆိုင်တော့အရီဆန်ပါတာကပို့ပြီးတော့ဒီအသင်းအတွက် impact ပို့ပြီးတော့ဖြစ်တာကိုကျွန်တော်မြင်တွေ့ရတယ်ဗျဒါကြောင့်ဒီနေရာမှာဂါနာချိုအရီဆန်ဇက်စီပုံစံလေးကိုများကျွန်တော်ပြန်ပြီးတော့မြင်တွေ့ရနိုင်မလားဒါမှမဟုတ်ရင်ကျွန်တော်ဒါနီပြအကြိုက်ကစားသမားပဲဖြစ်နေလားမသိတဲ့ဒါကျွန်တော်ဝိုင်လန်ပဲဒီနေရာမှာထပ်ပြီးတော့ပါဝင်လာနိုင်မလားဒါပေမဲ့ဝိုင်လန်ရှေ့ကပွဲစဉ်တွေမှာ ာသူအထောင်တိုက်စစ်နေရာမှာပါဝင်ခဲ့တယ်ဆိုပေမဲ့အရင်အတင်းအထွက်ကျွန်တော်အချိုးမပြူဘူးဒါတွင်းခိုးတွေလည်းကျွန်တော်မတွင်းယူနိုင်ခဲ့ဘူးပြဒါနောက်ဆုံးပွဲစဉ် TV ရဲ့ဆိုစီတဲ့အတင်းနဲ့ပွဲစဉ်အထိကိုလည်းသူ့အနေနဲ့ပြောမယ်ဆိုလို့ရှိရင်တွင်းခိုးရရှိနိုင်တော့တဲ့ဂိုးပေါက်ချိန်ချောင်းမှုမျိုးတွေသူအကောင်းဆုံးလုပ်ပြနိုင်ခဲ့တာမျိုးမရှိဘူးပြဆိုတော့ဒီအနေထားတစ်ခုမှာဝိုင်လန်းကိုသူ့အနေနဲ့နီးပြအနေနဲ့ဒါပွဲစဉ်မှာထပ်ပြီးတော့ထုတ်သုံးလာအောင်မလားဒါမှမဟုတ်အနာပေးမလားဒါတော့သူ့ရဲ့စဉ်းစားမှုအပေါ်မှာတော့မူတည်သွားလိမ့်မယ်ဒါပေမဲ့ကျွန်တော်ဆက်စီကတော့ဒီနေ့ပွဲစဉ်မှာထပ်ပြီးတော့ပါဝင်လာနိုင်ရှိသေးတယ်လို့ခါနာချိုးကလည်းကျွန်တော်ဒါလူစားလဲစရာကစားသမားမရှိတဲ့အတွက် rotation လုပ်စရာကစားသမားမရှိတဲ့အတွက်ဒီနေ့ပွဲစဉ်မှာထပ် ြီးတော့ပဝင်လာနိုင်ရရှိနေတော့မယ်အဓိက Manchester United အသင်းရဲ့နောက်ပိုင်းပွဲစဉ်တွေမှာဒါကျွန်တော်တို့ twin goal တွေရဲ့မြေပြားခံရဖြစ်တဲ့ Fernandes ကတော့အသင်းကောင်းဆုံး Fernandes ကတော့ဒီနေ့ပွဲစဉ်မှာထပ်ပြီးတော့ပဝင်လာနိုင်ရရှိနေတော့မယ်နောက်ထပ်ကျွန်တော်တို့ဒါလက်ရှိပေါ်လေး Manchester United အသင်းကဒါ Nibia Ruben Amorim စပြီးတော့ကင်ွယ်ခဲ့တဲ့အချိန်ကနေစပြီးတော့နောက်တဲ့၃ယောက်ကလုံးဝ face မဖြစ်သေးတဲ့အနေထားအခုချိန်ဒီလည်း face မဖြစ်သေးဘူးအဓိကကစားသမားတွေဒဏ်ရာရရှိနေရဲ့ဒါဒီနေ့ပွဲစဉ်မှာတော့ Harry Maguire ပြန်ပြီးတော့ပဝင်လာနိုင်မလာနိုင်ပေါ်မှာမူတည်ပြီးတော့နောက်ဆုံး၃တောက်တန်းကတော့ဒါကျွန်တော်အပြောင်းလဲလေးဖြစ်သွားနိုင်ရှိရပြလူစ စင်းပိုင်းကိုကြည့်မယ်ဆိုရင်တော့ဒါမဲ့ Manchester United ဘက်ကတော့နိုင်ငံအားသာနေတာတွေ့ရတယ်။ဒါပေမဲ့ Leicester City အသင်းကတော့သူတို့ရဲ့ဒါအိမ်ကွင်းအားသာချက်ကိုပဲပြန်ပြီးတော့အသုံးချသွားမလား။ဒါကျွန်တော်တို့ goal box မတွေ့ရ၄ဘွဲဆက်တိုက်ဖြစ်လာပြီဖြစ်တဲ့အတွက်ဒီနေ့ဘွဲဆင်မှာ goal box တွေ့အောင်ပဲသူအကောင်းဆုံးဒါပြင်ဆင်လာမလားဆိုတဲ့အပေါ်မှာမူတည်ပြီးတော့ဒီနေ့ဘွဲဆင်ရဲ့အဖြေရလက်တွေကလည်းထွက်တော်ဖို့ရရှိပါတယ်ဗျ။ ဟုတ်ပါကွယ်ဒါ Leicester City အသင်းနဲ့ Manchester United အသင်းတို့ကတော့ Premier League ပွဲစဉ်29ဖြစ်ဒုတိယအကြောဖြစ်နဲ့တွေ့ဆုံကြပြီဒီအသင်းမှာသူတို့ရှေ့မှာ၃ပွဲကန်ခဲ့ရတယ်၃ပွဲစလုံးဒီ Manchester United အသင်းရဲ့အိမ်ခွင်းမှာကန်ခဲ့ရတယ်ဗျဒီတစ်ခါတော့ Leicester City အသင်းရဲ့ဒါ King Power Stadium မှာပြန်ပြီးကစားမဲ့ဒါပွဲစဉ်တစ်ပွဲအနေနဲ့ဒါ Leicester City အသင်းကဘယ်လောက်ထိလုပ်ပြလာနိုင်မလဲတန်းစင်းဆုံးယုံအားဆိုတာကဒါကျွန်တော်ရှေ့မှာလဲ Premier League ဒါကျွန်တော်ပြိုင်ပွဲတွေမှာခဏခဏတွေ့ဆုံပြီးွားပြီဗျာဒါရာသီနှောင်းပိုင်းရောက်လာလေဒီတန်းစင်းဆုံးယုံအားပို့ပြီးတော့ဒါပြင်းထန်လာလေဆိုတဲ့အနေဒါတစ်ခု Manchester United အသင်းကဘယ်လိုမျိုးကျော်ဖြတ် လဲဆိုတော့တစ်ဖက်ကသူ့အနေနဲ့လဲဒါအမှတ်ပြီးဆက်ပြီးတော့ရောခဲ့မယ်ဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ဒါသေးကုံမှာအရင်ကြီးကျွန်တော်အဆင့်အောက်ပိုင်းနဲ့ရက်တီရမှာထက်စားလို့ရှိရင်တော့ဒါအဆင့်30ဝန်းကျင်လောက်မှာရက်တီရရတော့မန်ချက်စတာယူနိုက်တက်အသင်းအတွက်ဒါဂုံတိတ်ခါအရာရောပို့ပြီးတော့ဒါထိုက်နိုင်တဲ့နေရာတစ်ခုတော့ဖြစ်လိမ့်မယ်ဆိုတော့ဒီနေ့ပွဲစဉ်မှာတော့သူတို့အနေနဲ့အမှတ်ရောလို့တော့မရောက်ပြတစ်ဖက်ကကြည့်မယ်ဆိုတော့ဒါလက်ဆာစီးတီးအသင်းဘက်ကမန်ချက်စတာယူနိုက်တက်အသင်းရဲ့ကစားသမားနဲ့နီးပြဟောဒါရူဘန်နက်ဆရန်အနေနဲ့ကင်တွဲနေရဲသူ့မှာလည်း PI တော်တော်ကြီးကိုများနေပြီဒီနေ့ပွဲစဉ်ထပ်ပြီးတော့ရှုံးနေခဲ့မှာဆိုရင်တော့သူတို့အနေနဲ့ဒါကျွန်တော်ရာသီကုံမှာတက်ဆင်ရဖို့အတွက်တေချာတလောက် ြစ်သွားပြီဆိုတော့အနေအထားတစ်ခုမှာ Leicester City အသင်းရဲ့ရုံးကန်မှုအောင်ဘယ်လိုမျိုးဖြစ်လာမလဲတစ်ပတ်က Manchester United အသင်းကရောဒါသူတို့ရဲ့ရှိသိမ်းရှိတိုက်တဲ့နေရာတစ်ခုပြန်ပြီးဆွဲတင်သွားနိုင်မယ့်ပွဲစဉ်တစ်ပွဲဖြစ်လာမှာအကိုရဲ့အမြင်လေးနဲ့ကိုရလည်းဒီလိုမျိုးပုံစံလေးဖြစ်မလဲဗျာ ုတ်ကဲ့ပါကိုယ်လက်ရှိဒီပွဲစဉ်နှစ်သိန်းလုံးရဲ့အနေထားအရာတော့ဒီပွဲစဉ်မှာတော်တော်လေးအရေးကြီးနေတာကျွန်တော်လေး ancient luster ဗျာ United ကတော့ဒီပွဲစဉ်မှာပြောမယ်ဆိုရင်တော့ကျွန်တော်လေး MBA စရာရက်တီမှုအရာနဲ့အဲကျွန်တော်လေးလက်ရှိရမတ်အရာတော့သူတို့မှာတော့ဘာမှတော့ကျွန်တော်ဒီအရင်အရေးကြီးတယ်ဆိုတဲ့အနေထားတော့မဟုတ်ဘူးနိုင်ငံရရှိအောင်ဆွမ်းဆောင်နိုင်ရင်ကျွန်တော်လေး MBA စရာမှာကျွန်တော်အထက်ပိုင်းအောင်နည်းနည်းလေးပြန်ပြီးတက်လာနိုင်မယ်ဆိုတဲ့အနေထားပေါ့နော်အဲရာဒီကုန်းကျွန်တော်တို့ဟိုဟာဝင်ဝင်ဒီဟာဝင်ဝင်ဘယ်ဝင်ဝင်တော့မှအများကြီးလဲအကျွန်တော်မျှော်မှန်းလို့လည်းမရတော့ဖီအားလည်းမရှိတော့အနေထားတန်းဆင်းမှုအတွက်ဆိုတာလည်းတော်တော်ကြီးကိုကျွန်တော်တို့ဖြစ်နိုင်မှုအတွက်ကရာခိုင်နှုန်းနည်းပါတယ်ဗျ18မီလီယံ ော်တီပြက်နေတဲ့အချိန်မှာနောက်ဆုံးဆယ်ပွဲလောက်ဝယ်ကျန်တဲ့အချိန်မှာ United အနေနဲ့ပွဲစဉ်တိုင်းရှုံးမယ်ဆိုတော့အောက်ကအက်ဆွတ်တောင်းလို့ Leicester တို့ကကျွန်တော်အနည်းဆုံး၅ဘော၆ဘောလောက်နိုင်မှာ United နဲ့တန်းဆင်းသွားရမယ်ဆိုတဲ့အနေအထားအဲ့တော့တင်ချာနီးရတာကျွန်တော်တန်းဆင်းဆုံးဆိုရဲ့အနေအထားနဲ့ပုံပြီးနီးကြတယ်ဆိုပေမဲ့လည်းအဲကျွန်တော်ဖြစ်နိုင်ကြီးကတော့တော်တော်လေးကိုနည်းပါးတယ်ဆိုတဲ့အရာပြအဲ့တော့ ဒီပွဲစဉ်မှာပို့ပြီးအကြီးကြီးရောလက်စတာဗျလက်စတာကနောက်ဆုံး၅ပွဲဆက်လိုက်လဲရှုံးထားတယ်၄ပွဲကလည်းတွင်းကူကမရထားဘူးယူနိုက်တက်ကတော့နောက်ဆုံး၅ပွဲမှာကျွန်တော်တို့ပရီးမီယာလိမောင်ပြိုင်ပွဲစုံမောင်ပြောမယ်ဆိုရင်ကျွန်တော်တို့ရှုံးပွဲမရှိထားဘူးเนาะအဲကျွန်တော်တို့ပရီးမီယာလိမောင်ဆိုနောက်ဆုံး၃ပွဲဆက်လိုက်ရှုံးပွဲမရှိဘူး၂ပွဲတေကြပြီ၂ပွဲနိုင်ထားတယ်နောက်ဆုံးကျွန်တော်တို့ပြိုင်ပွဲစုံမောင်ဆိုနောက်ဆုံး၆ပွဲဆက်လိုက်ရှုံးပွဲမရှိဘူးအဲလက်ရှိဒီအနေထားတော့ယူနိုက်တက်ကလည်းနောက်ဆုံး၆ပွဲမှာလည်းကျွန်တော်တို့တေကြခဲ့တဲ့ပွဲစဉ်တွေမောင်နိုင်ခဲ့တဲ့ပွဲစဉ်မောင်တွင်းကူတွေဆွမ်းဆောင်ထားနိုင်တာကျွန်တော်တွေ့ရတယ်လက်စတာရဲ့တက်စစ်ပိုင်းကောင်နည်းနည်းလေးကျွန်တော်တို့နောက်ဆုံးပွဲစဉ်၄ပွဲဆက်လိုက်တွင်းကူပျောက်ဆုံးနေတဲ့အနေထားမှာဒီပွဲစဉ်မောင်အိမ်ကွင်းမှာ ဂိုးရပါမလားဆိုတော့ကျွန်တော်တို့တန်တရားလေးတော့ရှိမိတယ်ဒါပေမဲ့အဲ့ဒါကိုတော့ပြန်ပြီးတော့ Ruben Sterrin အနေနဲ့ဒီပွဲစဉ်မှာပြန်ပြင်လာမယ်လို့ကျွန်တော်ထင်တယ်ဗျ United ရဲ့လက်ရှိအနေထားလည်းခန်စင်ပန်းကနောက်ဆုံး6ပွဲစတဲ့ပွဲကိုကျွန်တော်ဒီမရှုံးခဲ့ဘူးဆိုတော့ပွဲစဉ်တိုင်းမှာပေးဖို့ပေးထားရတယ်ဗျအဲ့တော့ဒီတစ်ချိန်မှာတော့ကျွန်တော် Leicester City အသင်းကအိမ်ကွန်းမှာတော့ကျွန်တော် Twin Goal ပါလိမ့်မယ်ပြန်ပြီးတော့ရှာဖွေနိုင်သွားမယ်အခွင့်အရေးများရမလားလို့ကျွန်တော်ထင်မိတယ် United ရဲ့တက်စစ်ပိုင်းကလည်းဆွမ်းဆောင်ရင်ကောင်းမဆိုးဘူးပြနိုင်တယ်ဆိုပေမဲ့လည်းနောက်ပိုင်းပွဲစဉ်တွေမှာ United ရဲ့အသင်းရဲ့အဓိက twin goal တွေရရှိနေတာ bruno fernandes ကကျွန်တော်ကိုင်းလည်ရပါဗျ ဲ့တော့ Bruno Fernandes ကတွင်းကိုတာမရရှိခဲ့ဘူးဆို United အနေနဲ့တွင်းကိုတွေရရှိဖို့အတွက်လွယ်ကူပါမလားနိုင်ပွဲတစ်ပွဲရရှိဖို့အတွက်ပေါ်ဆောင်နိုင်မှုတော့လွယ်ကူပါမလားဆိုတဲ့တန်တရားလေးကျွန်တော်ဝင်မိတယ်အဲ့တော့ဒီပွဲစဉ်မှာတော့လက်ရှိ United အနေထားအရတော့အမတ်ကလည်းအရင်လိုအပ်တဲ့အနေထားမှာမရှိသလိုရှုံးသွားနေဆိုရင်တော့ဘာမှမဖြစ်ဘူးဆိုတဲ့အနေထားအဲ့လိုမှမဟုတ်ဘဲနဲ့တေးတမက်လောက်ခွဲပြီးပေးလိုက်ရတယ်ဆိုရင်လည်းအဲကျွန်တော် Leicester City အတွက်လည်းနောက်ပွဲစဉ်တွေမှာပိုလို့အတွက်ပို့ပြီးတော့စိတ်ပိုင်းဆိုင်ရာအရာမြင့်တက်မှုတွေဖြစ်ကောင်းဖြစ်လာနိုင်တယ် United ဘက်ကပြန်ပြီးကြည့်မယ်ဆိုရင်လည်းတေးပွဲတစ်ပွဲနဲ့ရက်လက်မှာအဆုံးသတ်သွားရဲဆိုတော့ကျွန်တော်ဒီပြောမယ်ဆိုတော့အဆင်အဆက်17 17လောက်နဲ့ရာသ ီတိန်းသွားရတယ်အစိမ့်73 75လောက်နဲ့ယာယီတိန်းသွားရတယ်အရင်တော့ကွာချားမှုတော့တိတ်ပြီးတော့ရှိရှိတဲ့အနေထားတော့မဟုတ်ဘူးပြအဲ့တော့ United အနေနဲ့ဒီပွဲစုံတည်တည်ချာချာလေးအောင်ဆိုင်ပြီးကစားပါမှာဒါမှမဟုတ်သူတို့အသင်းရဲ့ကစားသမားဟောင်းလည်းဖြစ်ဘူးတယ်နီးပြဟောင်းလည်းဖြစ်ဘူးတယ် Ruben Nasrani အတွက်များသူတို့ပို့ပြီးပေါ်ပါပေါ့နော်နောက်ပွဲစဉ်တွေမှာပို့ပြီးတော့အားတက်မှုရှိအောင်များဒီပွဲစဉ်မှာရမတ်ဒီပါရင်များပြန်ပြီးတော့ခွဲပေးနိုင်မယ်ပွဲစဉ်တွေမှာဖြစ်သွားမလားဆိုတဲ့အနေထားလေးအတွေးလေးလည်းကျွန်တော်ဝင်မိတယ်ပြအဲ့တော့ဒီပွဲစဉ်ကတော့ပြောမယ်ဆိုရင်တော့ကျွန်တော်ဒီပွဲစဉ်မှာ United အသင်းအနိုင်ဆိုတာထက်ဆိုင်ရင်တော့နှစ်သိန်းလုံးအတွက်ကျွန်တော်နေဖဲဖြစ်တဲ့ရက်တေးရက်လေပေါ့နော်အဲ့ဒါလေးကပို့ပြီးဖြစ်နိုင်တဲ့အနေထားလေးများရှိနေမလား ဒါမှမဟုတ်ဘဲနဲ့ဒီထက်ပိုပြီး United အသင်းကဒါသဘောကောင်းခဲ့မယ်ဆိုရင် Leicester City ရဲ့အိမ်ကွင်းမှာရမတ်အပြစ်ပေးသွားနိုင်တဲ့ပွဲစဉ်တစ်ပွဲလည်းဖြစ်ကောင်းဖြစ်နိုင်တယ်လို့လည်းကျွန်တော်ထင်မိတယ်ဗျအဲ့တော့ဒီပွဲစဉ်အတွင်းကိုရက်လက်အနေထားကိုကျွန်တော်ခံမှန်းရမယ်ဆိုတော့လက်ရှိအနေထားကတော့တက်စစ်ပိုင်းမှာတော့ United ကတော့နောက်ဆုံး6ပွဲဆက်တိုက်အတွင်းကိုရရှိအောင်ဆန်းဆောင်နိုင်တယ် Leicester ကတော့နောက်ဆုံး4ပွဲဆက်တိုက်အတွင်းကိုရရှိအောင်မဆန်းဆောင်နိုင်ဘူးအဲ့တော့ဒီပွဲစဉ်မှာတော့ Leicester City အသင်းရဲ့တက်စစ်ပိုင်းကဆွမ်းဆောင်ကောင်းပြန်ပြတ်လို့အတွင်းကိုဒါတွင်းနိုင်ခဲ့မယ်ဆိုတော့အပြန်လည်းအတွင်းကိုတစ်ချုပ်မြင်ရပြီးတော့တစ်ဖက်တကူးစီလောက်အောင်နေစပြီးကြည့်ရတဲ့ပွဲစဉ်တစ်ပွဲဖြစ်ကောင်းဖြစ်နိုင်တယ်အဲ့တော့အခက်မသိရင်ပရိသတ်တွေကိုဖျော်ဖြေမှုအပြေ းဝါပေးတဲ့တပွဲဖြစ်သွားပြီးတော့တဖက်နှကူးစီနဲ့တည်ကြတဲ့ပွဲစဉ်မျိုးလိုဒါမှမဟုတ် Leicester City အသင်းအနေနဲ့နှကူးတကူးလောင်းနဲ့ကပ်ပြီးနိုင်သွားတဲ့ပွဲစဉ်မျိုးလိုမျိုးဖြစ်သွားမယ်အနေထားလေးမျိုးဖြစ်လာမလားတော့ကျွန်တော်ထင်မိတယ်ဗျအဲ့တော့ဒီပွဲစဉ်ကတော့ကျွန်တော်တို့ United အသင်းနိုင်မှုတဲ့ဆိုင်ရင်တော့ကျွန်တော် United အသင်းဒီပွဲစဉ်မှာတော့သူတို့အသင်းရဲ့အနီးပြဟောင်းလည်းဖြစ်မှုတဲ့ကစားသမားဟောင်းလည်းဖြစ်မှုတဲ့ Nesterine အတွက်တခုတော့ပြန်ပြီးတော့ United အသင်းအနေနဲ့ပြန်ပြီးတော့လုပ်ပေးွားမယ်ဆိုတဲ့အနေထားလေးကိုကျွန်တော်ခန်းစားမိနေလို့ထင်မိပါတယ်ဗျအဲ့တော့ဒီပွဲစဉ်မှာတော့ United အနေနဲ့တည်ရရလဲဒါမှမဟုတ် Leicester City ကိုတော့ကျွန်တော်ဒီထက်ပိုပြီးတော့ အမှန်အပြည့်ပေးကျင်နေဆိုရင်လည်းပြီးသွားနိုင်တဲ့အနေထားလေးရှိပြီးတော့တေးဆိုရင်တော့တစ်ဖက်ကိုတကူးစီဆိုရဲတေးရေအဲလက်ဆာစီတီတင်းနိုင်မယ်ဆိုတော့နှကူးတကူးအဲ့လိုမှမဟုတ်ဘဲနဲ့ပြိတ်သက်တွေအတွက်တွင်းကိုးလေးရင်းနဲ့မြေမြဆန်ဆန်ဖြိုးပေးကျင်နေဆိုတော့တစ်ဖက်နှကူးစီနဲ့တေးကြောက်သွားနိုင်တယ်ပွင့်စင်တူပဲဖြစ်သွားနိုင်ပါလေဗျ ဟုတ်ကဲ့ကိုယ်ဆိုတော့လက်ရှိအနေအထားတွေအရာတော့ကျွန်တော်ပြောမယ်ဆိုလို့ရှိရင်တစ်ဖက်အခုပြောခဲ့သလိုပေါ့နော်အဲ့တော့တစ်ဖက်နှစ်ခိုးစီလောင်းနေတာကျွန်တော်တည်ရလက်ဖြစ်သွားနိုင်တယ်ဆိုတာမျိုးအထက်ကျွန်တော်အမြင်အရာတော့နှစ်သိန်းစလုံးရဲ့တိုက်စစ်ကအဲ့လောက်ကြီးအလုံးမဖြစ်ဘူးလို့တော့ပို့ပြီးတော့ခံစားရတယ်ဗျာဆိုတော့ KV ဒါကျွန်တော်ဒီနေ့ပွဲစဉ်မှာဒါတို့အနေနဲ့နှစ်သိန်းစလုံးကဒါအကောင်းဆုံးရှင်ပြိုင်ခဲ့တယ်ဆိုရင်တော့မှပဲဒါအခုပြောခဲ့သလိုဒါ Nipia River National Ryan အတွက်ဒါမှ Cesar United အသင်းကဒီရသည်လက်ဆောင်အနေနဲ့ကျွန်တော်အမှတ်ခွဲပေးမယ်ဆိုရင်တော့မှပဲဒါကျွန်တော်အရင်ပေါ့နော်ဆိုတော့အနိုင်သုံးမှတ်လုံးပေးမှထက်ဆိုင်တော့ကျွန်တော် ဒီနေ့ပွဲစဉ်ကိုဒါတရေအနေနဲ့လာပို့ပြီးတော့ဒါမြင်တယ်ဗျဆိုတော့တရေအနေနဲ့ဆိုရင်လည်းဒါကျွန်တော်တို့ဒါ11ဆိုတဲ့ရာလလောက်ကဒီနေ့ပွဲစဉ်မှာအဖြစ်တိုင်ဆုံးဖြစ်ပြီးတော့ကျွန်တော်ကတော့ဒီနေ့ပွဲစဉ်မှာဒါပြောမယ်ဆိုလို့ရှိရင်ဒါဘယ်လိုပဲပြောပြောဒါ Manchester United အသင်းကဒါလက်ဆောင်ပေးမယ်ပဲပြောပြောဒါအနိုင်ဆိုရင်တော့ကျွန်တော်တို့ Manchester United ဘက်မှာတော့ဆက်ပြီးတော့နေရှင်တော့မယ်ဆိုတော့အကြိမ်နိုင်မယ်ဆိုရင်တော့ဘယ်အသင်းကနိုင်နိုင်2-1ဆိုတဲ့ရာလနဲ့ goal ကတော့ဒါ3-9ဒါကျွန်တော်တို့ဒီနေ့ပွဲစဉ်အများဆုံးဖြစ်နိုင်ချေရှိတာ3-9 3-9 out ဖြစ်နိုင်တဲ့ပွဲစဉ်တစ်ပွဲဖြစ်ပြီးတော့ဒါ1-1ဆိုတဲ့ရာလလောက်နဲ့လည်းဖြစ် ်သွားနိုင်ရည်ရှိတယ်ဒါပေမဲ့အဖြစ်နိုင်ရည်ရှိဆုံးကဒီနေ့ပွဲစဉ်မှာတော့ Leicester City အသင်းကိုလက်ဆောင်အနေနဲ့တတ်မှတ်ခွဲပေးတဲ့ Manchester United အနေနဲ့ကတော့1-1ဆိုတဲ့ရလက်လောင်းနဲ့ဖြစ်သွားနိုင်ရည်ရှိပြီးတော့ကြည့်အနိုင်ရရှိမယ်ဆိုရင်တော့ကျွန်တော်တို့ Manchester United ဘက်မှာတော့2-1ဆိုတဲ့ရလက်လောင်းနဲ့သာနေချင်ပါတယ်ဗျဟုတ်ကဲ့ပါကိုကြီးကျွန်တော် Leicester City အသင်းနဲ့ Manchester United အသင်းတို့ရှင်ပြိုင်ကစားကြမဲ့ Premier League ပွဲစဉ်29ရက်ပွဲချိန်လို့လည်းကျွန်တော်ပြန်ပြောပြပေးပါအောင်ဗျာ။ ဟုတ်ကဲ့ပါကွယ်ဒီပွဲစဉ်တော့ပရီးမီးယားလိရဲ့ပွဲစဉ်29ဖြစ်စူပါဆန်ဒေးရဲ့နောက်ဆုံးပွဲစဉ်အနေနဲ့လက်ဆာစီးတီးတဲ့မန်ချက်စတာယူနိုက်တက်ကတနင်္ဂနွေနေ့ညတနင်္ဂနွေမှာရှင်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်ခင်ဗျာဒါကတော့လက်စတာစီးတီးအသင်းနဲ့မန်ချက်စတာယူနိုက်တက်အသင်းတို့ရှင်ပြိုင်ကစားကြမဲ့ပရီးမီးယားလိပွဲစဉ်29အတွက်ပွဲချုပ်သုံးသက်ချက်စဉ်ဖြစ်ပါတယ်နောက်တဲ့ပွဲစဉ်နဲ့တူလဲပြန်လာခဲ့ပါဦးမယ်ဗျာ